ားခဲ့တယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်အဲ့လိုမျိုးပြီးရတယ်အဲ့လိုမျိုးပြီးရအစ်စိဘာမှမဖြစ်ဘူးပြဿနာမရှိဘူးမသေးလို့ရှိရင်ကျွန်တော်ဒါဆက်ပြောကျွန်တော်ထလုံးမှာမသေးပဲပြောတဲ့ဟာတာများခေါင်းစဉ်အောက်ကနေပြန်လေကြိုဆိုလိုက်ပါတယ်မသေးပဲပြောတဲ့ဟာတာတွေဆိုတာကတော့ချီတန်းဆင်မနာပြင်မှာလက်နဲ့ကြည်တန်တွေလေရင်ပြစ်တန်တွေရဲ့ဂျာရိတ်ကနေမသေးမသေးပဲနဲ့ မိခင်တရင်ကိုပြန်ရောက်တဲ့အခါမျိုးမှာအချင်းချင်းကိုပြန်လည်ပြောဆိုတဲ့ဟာတာပေါ့လေဒီတစ်ပတ်မှာတော့တိုင်းပြည်ပြည်သည့်နိုင်ငံကျော်နှုပညာအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ဟာငါကောင်အဖွဲ့ရဲ့ကိုတိုင်းကျော်ကိုမေးပြန်တင်ဆက်ဖို့ရှိနေပါတယ်ဒီတစ်ပတ်မှာတော့ဟာငါကောင်အဖွဲ့ကလူရှင်တော်ကိုတိုင်းကျော်ရဲ့စစ်မေးပြန်မှာဂျုံခဲရတဲ့အတွေ့အကြုံလေးလွန်မြောက်နေပြီတစ်ခုမှာတွေ့ကြုံခဲ့ရတဲ့အခက်အခဲတွေရမုံငွေအညစ်ကပြီးတော့တော်လန်ကြီးအတွက်အထောက်အကူ ြုပေးနေတာတွေပြုနေစေစတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုရှေ့တန်းစစ်မြေမနာပြင်နဲ့ဤဆက်တဲ့နေရာတစ်ခုကနေမင်းမြန်တင်ဆက်သွားပါမယ်။အရင်ဆုံးကိုတိုင်းကျော်ရဲ့တော်တွေမှာကြုံခဲ့ရတဲ့တွေ့ကြုံတွေခက်ခဲတွေကိုမင်းမြန်ဖို့ရှိနေပါတယ်။ကိုတိုင်းကျော်ကြီးမင်္ဂလာပါ။မင်္ဂလာပါ။ဟုတ်အခုကျွန်တော်တို့တင်ဆက်နေတဲ့ဥမာလဲလက်နက်ကြီးတန်းနေကြားနေရတယ်ဗောလေ။ဟုတ်အဲ့တော့အရင်ဆုံး ကိုတိုင်းကျော်ကဒီတော်တဲမှာရှိနေတော့ကလွံ့မြောက်နေပြီတခုမှာပေါ့လေအဲ့ဒီမှာစကန်ပြောင်းပြီးတော့ပြေးရတာမျိုးတွေပြီးတော့ဆလေးတောက်ဘူးကဆက်ခခဲမှုတွေလည်းဂျုံတွေးခဲ့ရတယ်လို့ကျွန်တော်တို့ကြားသိရတယ်ပေါ့လေအဲ့တော့နည်းနည်းမျှဝေပြပါဦးအဲကျွန်တော်တို့စကန်ပြောင်းပြေးရတယ်ဆိုတဲ့အခြေအနေတခုကပြီးပြီးခဲ့ပြီပေါ့နော်ပြီးခဲ့ပြီအဲကျွန်တော်အဲ့ဒီအချိန်တော့ကျွန်တော်တို့ PD ရဲ့ရဲဘော်ညီကောင်မောင်နှမလူအားဖြင့်180လောက်ရှိတယ်အယောက်180လောက်ရှိတယ် အဲ့ဒီအယောက်180မှာအဲတနက်3လေးလဲပဲရှိတယ်တနက်3လေးလဲပဲရှိရဲအဲ့ဒီအချိန်မှာဒီကောင်လေးစစ်ကြောင်းထိုးလာပြီဆိုလို့ရှိလို့ရှိရင်ဘလို့မှမခုခံနိုင်ဘူးအဲ့တော့ကြောင်းအဲစကန်တီနီယာတွေကြောင်းရွှေ့ရတယ်အဲအဲ့ဒါစကန်ပြောင်းနေတွေ့ကြုံပေါ့နော်အဲကျွန်တော်စက်လေးတောက်ဖို့တော့ခက်ခဲရတယ်ဆိုတာအဲကျွန်တော်တို့အဲ့ဒီအချိန်တုန်းကကျွန်တော်တို့ဒီရွာကြီးမှာပေါ့ကျွန်တော်ခုနားနေတဲ့ရွာမှာအဲကုံစုံဆိုင်အကြီးတစ်ဆိုင်ပဲရှိတယ်အဲအဲ့ဒီမှာ ြည့်တဲ့ရိတ်ခါတွေဒီကောင်းလေးကလာလာစစ်ရိတ်ခါတွေလာလာစစ်တယ်လာလာစစ်တဲ့အခါမှာရိတ်ခါယော့သွားပြီဆိုတာနဲ့ဒါ PDF ဂျဲဘော်ဒီအဲဝယ်တဲ့ဝယ်သွားပြီပေါ့ဝယ်သွားပြီဆိုတဲ့အခါမှာဒီကောင်းလေးစစ်ကြောင်းထထူးပြန်အောင်ဒီနာတော့ white မှာရှိတယ်ပေါ့အဲ့ဒီခါကျတော့ကျွန်တော်တို့ဆက်လိတောက်တာကအစဆင်ကျင်ရတယ်ကြောက်လေးတစ်လုံးစားပြီးတော့ဆင်ကျင်ရတယ်အဲ့ဆိုလူကိုတယောက်တည်းဆိုပေမဲ့လူ180ဆိုလို့ရှိရင်ကျုပ်အလုံး180အဲ့ကိုတယောက်တည်းဆက်လက်တပူးဆိုရင်လူ180ဆိုဆက်လက်ကို180အဲ့ ဲ့ဒီခါမှာလုံချုံရေးအရာကျွန်တော်တို့ဆက်လေဝယ်ရဝယ်ရတာဆက်ကန့်တတ်တာခုမှပတ်စံရှိလဲဝယ်လို့မရလူမြောက်နေမိမှာနေခဲ့တော့လည်းရဲဘော်တွေနဲ့အတူတူနေခဲ့ရတယ်လို့ခုနကပြောဆိုခဲ့တယ်ဗောလေအဲ့တော့ရဲဘော်တွေနဲ့ပတ်သက်ပြီးတော့အမှတ်ရစရာတွေပြောစရာတခုခုများရှိမှာအများကြီးရှိတယ်အများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့ဒီတော်လိုင်းရေးနှစ်နှစ်ကျော်၃နှစ်နီးနီးမှာဒီရဲဘော်အဲညီကောင်မောင်နှမတွေနဲ့ပဲကျွန်တော်တို့အတူတူနေခဲ့ရတယ်အတူတူဖြတ်သန်းခဲ့ရတယ်အဲ ျော်စရာတွေရောကျွန်တော်တို့လွမ်းစရာတွေရောငူစရာတွေရောအများကြီးပဲပေါ့နော်အဲ့တော့အမှတ်တရတွေကအများကြီးဖြစ်ပြီပျော်အဲ့မှာကျွန်တော်တို့ပျော်စရာဆိုတာကျွန်တော်တို့ဖန်တီးယူရတဲ့ပျော်စရာတွေပေါ့ရဲဘော်တွေဝီးနေမှာကျွန်တော်တို့အဲ့ဒါသမင်းသမင်းလုံးလေးလုပ်ပြီးပြောင်းနိုင်ထွန်းနေတာမျိုးအဲနောက်ကျွန်တော်တို့ဟိုအဲ့ကနေတဆင့်တော်လိုင်းအရှိန်အဟုန်ပြောင်းလာတဲ့အခါမှာကျွန်တော်တို့အဲမြို့ပေါ်ကနေကိတ်မှုတွေပါလို့ရပြီကျွန်တော်မြို့နဲ့နီးတဲ့နေရာတွေကိုအဲကျွန်တော်တို့အဲ ခြေချနိုင်တယ်ဆိုတဲ့အခါမှာလေကျွန်တော်တို့အဲကိတ်မှုတွေနဲ့အမတ်တရလုံပြရတာမျိုးဒါမျိုးပေါ့အဲ့ဒီမှာကျွန်တော်တို့ခွဲပြောရရင်ဒီကျွန်တော်တို့အခုရိုက်နေတဲ့ program မှာပါလေအဲမတိပဲပြောတော့ဟာတာများဟာတာပေါ့နော်မတိပဲပြောတော့ဟာတာဒါဒီ program ရဲ့ခေါင်းစဉ်နောက်ကျွန်တော်ချစ်ခင်မြန်လူလေးစားရဲ့အဲအားလုံးလည်းချစ်ခင်မြန်လူလေးစားကြမယ်ဟာတာတစ်ခေတ်မှာတယောက်ပေါ့နော်ကျွန်တော်ဒီဘက်ခေတ်မှာနောက်ဆုံးပေါ်လာတဲ့ကိုကြည်ပေါ့ကိုကိုကြည်ကျော်ပေါ့ သူရဲ့ဆောင်မှုလေးတစ်ခုရှိတယ်ဒုက္ခဆိုတာနောက်တစ်ချိန်ဖြစ်လာမယ်ဟာတာအဲကျွန်တော်တို့ဒီမှာရှိနေတဲ့တော်လိုင်းထဲမှာရှိတဲ့ဒုက္ခတွေကြတော့မရှိရတဲ့ဟာတာတွေဖြစ်သွားတယ်ဟာတာတော့ဟာတာပဲမရှိရတဲ့ဟာတာအခုလို့ကျွန်တော်ပြောနေချိန်မှာလက်လက်ကြီးဖြစ်တဲ့ဟာမျိုးပေါ့ဒါမျိုးပြောနေရင်တည်သွားလို့ရှိရင်ဒါဟာတာမဟုတ်တော့ဟိုရင်တော့ကျွန်တော်ဟာကားကောင်အဲနေရီသွားတယ်အဲကျွန်တော်ဆိုလို့ရှိရင်ကား at season နှစ်ခါဖြစ်ဘူး ဲ့ဒီကားကြီးနောင်နေကြသွားတယ်မသိဘူးကျွန်တော်မသိတဲ့အခါမှာကျွန်တော်ရီမမောပျော်ပျော်ရှင်းပြောနိုင်တယ်အဲအဲ့ဒီကောင်အဲ့ဒီအဲ့ဒီခုနှစ်တက်ကလေးဘလောက်ကြာသွားကြာသွားကျွန်တော်တို့အဲ့အကြောင်းကိုပြန်ပြောတိုင်းရီမမောအဲပြောနိုင်တယ်ပေါ့နော်ဒီလိုအသက်ဘေးကြုံခဲ့တဲ့ဟာတွေအများကြီးရှိတယ်ဒီတော်လိုင်းဟင်းမှာကြာတော့အခုကိုလွတ်မြောက်သွားပြီဆိုတော့လည်းမသိဘူးကိုကတော့မသိဘူးဒါပေမဲ့ကိုလိုဖြစ်စဉ်မျိုးအလားတူကကိုနဲ့ဒီလိုတဆောင်နဲ့နေခဲ့ကြတယ်အတူတူနေခဲ့အတူတူစားခဲ့တဲ့ အဲ့လိုမျိုးပေါ့နော်ကျွန်တော်အဲ့လိုမျိုးပြရတယ်အဲ့လိုမျိုးပြရအစ်စိဘာမှမဖြစ်ဘူးပြဿနာမရှိဘူးမသေးလို့ရှိရင်ကျွန်တော်ဒါဆက်ပြောအဲ့တော့ဘယ်ရောက်သွားလဲအရင်ကအအခုလက်ထိကျွန်တော်မသေးဘူးစကားတွေပြောနိုင်သေးတယ်ဒီလိုအကြောင်းအရာတွေပြောနိုင်တယ်ဒါပေမဲ့ကျွန်တော်နဲ့အဲ့လိုဖြစ်စဉ်တူတူနေတူတူစားခဲ့ရတဲ့ရဲဘော်တွေကြာဆုံးသွားတယ်အဲကိုလက်အင်ကာဆွတ်လွတ်လိုက်ရတဲ့ဟာတွေကတော့ကျွန်တော်ဘယ်ချိန်ပြန်ပြောပြောကျွန်တော်မသိပေမဲ့ဟာတာမဖြစ်နိုင် ဘယ်တော့မှလည်းဖြစ်မှာပေါ့အဲ့တော့ခုနကလည်းကျွန်တော်တို့မင်းမြတ်နေတော့မှာဖပြရဖပြရမျိုးရှိတယ်ဗောလေအဲ့လိုမျိုးပြရတာဒီညတဲ့အချိန်မျိုးမှာဟုတ်ရင်လည်းအဲ့လိုမျိုးပြရတာမျိုးရှိမှာပေါ့အဲ့တော့စိုးရင်စိတ်တစ်ခုရှိမှာအဲရိုးသားပြောရင်စိုးရင်တာမဟုတ်ကြောက်တာကြောက်တာဟိုဒီလက်နက်ကြီးတန်းနေတနက်တန်းနေအကိုတို့ကမရင်းနှီးခဲ့ဘူးလေမရင်းနှီးခဲ့ဘူးရင်းနှီးမှာဆိုလို့စစ်ကားတော်မရိုက်ဘူး ။ဟာငါကောင်စစ်ကားရိုက်ထားတာမရှိဘူး။ဒီကောင်နဲ့မပတ်သက်ဘူးကွာပြောချင်တာ။အဲ့တော့ဒီလက်နက်ကြီးတန်ဒီအဲတနတ်တန်ဒီကအရန်စိုးရိမ်ကြောက်啊ကြောက်လာအဲ့တော့ဟိုကိုအသက်တေမအောင်ကြောက်လာ။ဆိုတော့အဲ့ကနေတော်လိုင်းရေးတစ်နှစ်ကျော်နှစ်နှစ်ဖြစ်လာတဲ့အခါမှာဒီကောင်လေးနဲ့ရင်းတီးလာပြီ။နောက်ကိုဘွားကိုမထူးကွာငါတို့ဒေါ်လာကြီးမှအစားဆုံးပါပြီးွားရပဲတေွားလည်းပြဿနာမရှိဘူးဆိုတော့ဆိုပြီးတော့ကိုတို့မစင်မချင်းနေနေလို့ရပါဘူးအာဖြူအခုလို့ပေါ့လက်နေကြီးပြစ်လဲ အခုတော်လိုင်းအောင်နောက်မဲ့အချိန်မှာဘာတစ်ခုထပ်တည်လာလဲဆိုတော့ဟိုဒီတိုင်းပြည်ပြန်လဲထူထောင်မှုတော့ဒီကောင်လေးရဲရဲဆက်ဆက်လုတ်ခဲ့တာတွေအများကြီးလေတိုင်းပြည်ကဟိုချွတ်ချုံကြနေပြီဆိုတော့ဒီတိုင်းပြည်ပြန်လဲထူထောင်မှုအတွက်အကိုတို့တူးချင်းတူးချင်းရဲဘော်တွေရောအကိုတို့ရောဒီတော်လိုင်းမှာပါဝင်နေတဲ့အင်အားစုကဘသူမှမတည်လေပို့ကောင်းလေပဲဘာလို့လူတော်တွေကြီးပဲကိုအကိုတို့အဲ့တော့ဆိုးဆိုးရင်နဲ့မဆိုးရင်အခုပြန်ဆိုးရင်နဲ့ ဒါပေမဲ့အခုလို့အခုဒီလက်နက်ကြီးကြားမှာလေးရင်တန်းကြီးကြားထဲမှာလောက်ရမယ့်အလုပ်တွေတော့လုပ်နေသေးတယ်။ဒါဟိုမသိအောင်ဒီလိုပြင်ဆင်ထားရတယ်ပေါ့။ဘုံခုချင်းဒီပြင်ဆင်ထားမယ်။အဲငွေတိုင်းပြည်ပြန်လဲထူထောင်တဲ့အခါမှာဒီလူတွေတယောက်မှ ရော့လို့မရဘူး။စစ်တိုက်တယ်ဆိုတာကတော့ကိုယ့်ဘက်ကထိကြလဲရှိမယ်။အကြဆုံးတာကြီးလဲရှိမယ်။ဒါပေမဲ့အခုလို့နေအောင်စင်ကြရမယ်ဆိုရင်အတိပြန်ဝင်လာတယ်။အဲရှေ့ရမေကွန်းတိုင်းဆိုရင်တော့အခုချိန်မှာမစိုးရင်တော့မကြောက်တော့ဘူး။ဟုတ်ဟုတ်ကိုတိုင်းကျော်ကဒီ greeny ကိုဆက်ရောက်ခြင်းမှာ ဒီဆောက်ရတဲ့နေ့အရက်နေငယ်အတွင်းမှာပဲဒီရှေ့တန်းဆင်မနာအပြင်အထိလိုက်သွားတယ်လို့သိရတယ်ဗောလေအဲဘလို့တုံးရည်ကြောက်လိုက်သွားဖြစ်တာလဲဗျအဲအကူတို့ကရှေ့တန်းလိုက်သွားလဲဟိုအကူတို့ကဟိုဒီတိုက်ပွဲမှာပါဝင်မဲ့လူတွေမဟုတ်ဘူးဒါပေမဲ့တစ်ဖက်မှာကိုတို့ဒီတိုက်ပွဲမှာပါဝင်နေကြတဲ့အသက်တွေဘဝတွေပြီးဆက်နေကြတဲ့ညီကိုတွေတဲမှာအကူတို့ချစ်ခင်မြတ်နှူလေးစားတဲ့လူတွေပါတယ်ဒီနုပညာသမားတွေက ဒီဒေါ်လာရေးမှာသူတို့နိုင်ငံတော်ဝင်ထမ်းနေတယ်ပါဝင်နေကြတယ်ဟဲ့လားဒီကမ်ပိန်းတွေလုပ်ပေးတာတွေအဲဒေါ်လာရေးရံပုံငွေတွေရှာပေးတာတွေလုပ်နေတယ်အဲ့ဒီလိုအဲ့ဒီထက်ပို့ပြီးတော့မြေပြင်အထိရောက်တယ်ဟုတ်တယ်မြေပြင်အထိတော့ရောက်ပြီးသွားပြီအဲ့ဒီမြေပြင်ထက်ပို့တဲ့တိုက်ပွဲဝင်မဲ့ရှေ့တန်းအထိရောက်တယ်ဆိုတော့အရာမျိုးမှာသူတို့အတွက်အားရင်ဒီအများကြီးမဟုတ်တာတော့မှဒီတိုက်ပွဲသွားမဲ့ညီကိုတွေအဲအတွက်ကိုတို့ကအုတ်တစ်ချက်ဒဲတပြွင့်လေးဖြစ်သွားရင်အားလေးနည်းနည်းလေးရှိသွားရင်ကိုထိရောက်တယ်လို့ရည်ရွယ် ရည်ရွယ်မိလို့တွေးမိလို့အဲ့လိုရှည်တန်းထိလိုက်သွားတယ်ဆက်ဆက်ပြီးတော့မေးရရင်တော့ဒီမေးခွန်းလည်းဖြေလို့ရရင်လည်းဖြေပေးစီချင်ပါတယ်အဲ့တော့လူမှုကွန်ရက်စာမျက်နှာမှာတက်နေတာရှိရလေဒီအကြံဖတ်စက်ကောင်ဒီဘက်ကနေပြီးတော့ဒီရှမ်းမြောက်ဘွဲမှာအာတိုက်ပွဲတွေမှာဒီအဖြူရောင်ရောင်ဆောင်တဲ့အမှုပညာရှင်တွေကိုဖျော်ဖြေဖို့ဆိုပြီးတော့ကောလာဟာလာတွေရောအပြတ်နေတာတွေရောရှိတယ်ပေါ့လေအဲ့ဒီအပေါ်ဘယ်လိုမြင်လဲအဲ့ဒီပေါ်ကအကူကတကယ်ကတော့ဒီရှီတန်း စစ်မြင်ရှေ့တန်းစစ်မြေပြင်ဆိုတာပါလာလို့ပါအခုတယောက်ထဲခံစားမှုတော့ဒီကောင်းလေးကိုမသွားစေချင်ဘူးမသွားစေချင်ဘူးဟိုဘာကြောင့်မသွားစေချင်တာလဲဆိုတော့သူတို့ချစ်လို့မဟုတ်ဘူးရှေ့တန်းထိသွားပြီဆိုတော့အကိုနဲ့တန်းညှိတာဖြစ်သွားပြီအကိုတို့ဒီဘက်ကတော်လိုင်းဥပညာကြီးကိုမောင်တော်မတွေရှေ့တန်းမှာနေလာခဲ့တာအကိုတို့ဆိုနှစ်နှစ်ကျော်၃နှစ်ပေါ့လွမြောက်နေပြီဆိုပေမဲ့အချိန်မရွေးအဲဒါဘုံတန်ဒီတနတ်တန်ဒီနေ့စဉ်ဒီတိုင်းကြားနေရတဲ့နေရာမှာ နေခဲ့ရတာဆိုတော့ဒီကောင်တွေခေါ်သွားမယ်ဆိုလဲခေါ်သွားရှေ့တန်းစစ်မြေပြင်အထီတော်မလုံနဲ့အဲလိုဆိုအကိုနဲ့တန်းကြည့်တယ်လို့ဖြစ်လေအဲသူတို့ဒါပေမဲ့အကိုထင်တယ်ကောလာဟာလာဖြစ်ဖို့များတယ်လို့ထင်ပါတယ်အဲလိုဆိုဒီဟိုရှေ့တန်းစစ်မြေပြင်ဆိုတာက အကိုတို့ဒီဘက်ကဒီဘက်ကအမှုပညာရှင်တွေနဲ့တန်းကြည်တာမျိုးပဲဖြစ်လိမ့်မယ်ဒီကောင်တွေဟိုတယ်မှာထားကောင်းကောင်းမွန်မွန်ကျွေးပြီးတော့ခဏတစ်ဖြုတ်ဓာတ်ပုံရိုက်ပြီးပြန်လာပါပါအကိုတို့ဒီလိုလက်နဲ့တန်ဘုံတန်ဒီလေရင်တန်တွေကြားထဲမှာတော့မဖြစ်နိုင်လောက်မဖြစ်ပါစေနဲ့လေဆုတောင်းတယ်ဆိုတော့တန်းကြည်တယ်လို့ဖြစ်မှာဆိုလို့အဲကိုတန်းကျော်ကအခုကျွန်တော်တို့ဒီ interview ကိုရှင်းလင်းဆင်မြင်တာပြင်းနေနီးစတဲ့နေရာမှာကျွန်တော်တို့က interview လုပ်ရတယ်ပေါ့လေအဲ့တော့လက်နဲ့ကြည်တန်တွေကလည်းခွန်းတာလည်းတချင်းချင်းနဲ့ကြားနေရတယ်ပေါ့လေအဲ့တော့လက်နဲ့ကြည်တန်တွေနဲ့ရောနားရှင်နေပြီလား ခုနကရောဘယ်လိုမျိုးတစ်ခုခုဖြစ်တာမျိုးရှိနေလက်နဲ့ဒီလက်နဲ့ဒီတော့ဖြစ်ကုန်လက်နဲ့ကြီးတန်နေနဲ့ဟိုကိုကနားရင်လာတော့မကတော့ဘူးဒီအတန်တွေမကြားရင်အဲ့မပျော်စားမဝင်ဖြစ်နေဆိုတော့တော်လိုက်အောင်သွားတဲ့တန်ဒီအဲ့တန်တွေမကြားရင်ဘယ်လိုအဲ့ရမလဲတော့မသိဆိုတော့ရုပ်တရက်ကတော့ရှေ့မှာလဲအခုပြောပြီးသားကိုကမတည်အောင်နေရမယ်အသက်ရှင်အောင်ကြိုးစားရမယ်ဘာဖြစ်လို့လဲဆိုတော့တိုင်းပြည်ပြန်လဲထူထောင်တဲ့နေရာမှာကိုတို့လှုပ်အားတွေပါကျင်တယ်ဟို မလျော့ကြည်ဘူးเนาะဒါကြောင့်ဟိုခံစားမှုကတော့ကိုယ်ရှင်းတန်အောင်ကြိုးစားပြီးနေထိုင်မယ်အဲအဲ့ဒီကြားထဲမှာမဒီလိုနေထိုင်နေတဲ့တခုခုဖြစ်သွားရင်လည်းပြဿနာမရှိဘူးနောက်ဆိုကိုရူအကောင်းဆုံးတိုင်းပြည်အတွက်ပေးဆက်ထားတာမဟုတ်ကိုရူပါဝင်လို့ရသလောက်အဲ့ပါဝင်လို့ရတာထက်ပိုပါဝင်ပြီးသွားပြီဆိုတော့ခံစားမှုကတော့မတည်အောင်နေမယ်လက်နဲ့ကြီးတန်တွေကတော့နားရင်ယုံနေမကတော့ဘူးကိုပြောသလိုမကြားရင်စားမှုဝင်အိတ်မပြောဖြစ် နကကိုတိုင်းကျော်ကဒီ greeny ရဲ့စစ်မျက်နှာပြင်ကိုလည်းရောက်ခဲ့တယ်လို့ကြားသိရလေအဲ့ဒီမှာလည်းရဲဘော်တွေနဲ့တွေ့ဆုံတာတွေသူတို့တို့အတွက်ခွန်အားဖြစ်စေတဲ့အကြောင်းအရာတွေအာပြုတ်ပြိုက်ဖြစ်ခဲ့တာတွေရှိတယ်သူတို့လည်းခွန်အားဖြစ်ခဲ့တယ်ပေါ့လေအဲ့တော့ရဲဘော်တွေကရောကိုတိုင်းကျော်နဲ့တွေ့တဲ့ချိန်မှာတခုခုပြန်လည်းပြောဆိုတာမျိုးရောအာကိုတိုင်းကျော်နေနဲ့မျှဝေခြင်းတာရှိမလားအဲရဲဘော်တွေကအဲရှီတန်းစစ်မြေပြင်လေးရောက်ခဲ့တယ်။နောက်ရဲဘော်တွေရဲ့စခန်းတွေကိုလည်းကျွန်တော်တို့တတ်နိုင်သလောက်သွားတယ်။အဲသူတို့မှာက အဲရှေ့ရန်စစ်မြေပြင်ဆိုတဲ့ဇာကားဒီကာလမှာကြတော့ကျွန်တော်တို့ပြောင်းပြောင်းမှရမယ်ဘာဖြစ်လို့ဆိုတော့နေရာတိုင်းကရှေ့ရန်စစ်မြေပြင်ဖြစ်သွားတယ်อืมๆเนาะကျွန်တော်မျိုးဖော်တွေလည်းအခုဆိုကျွန်တော်တို့တော်လိုင်းအင်အားစုကမျိုးတွေမျိုးတွေယူရတိမ့်နေတာอืมๆเนาะတိမ့်အဲ့လိုမျိုးတွေတိမ့်ပြီးွားတော့လေကျွန်တော်တို့ကဟိုအရင်လိုကျွန်တော်တို့ကခဏတိမ့်လိုက်မယ်တိမ့်ပြီးပြန်စုပ်မယ်အဲ့လိုမျိုးစနစ်တကျอืมๆကြိုတင်ပြင်ဆင်ပြီးတော့မျိုးတွေကိုတိမ့်တယ်ကျွန်တော်တို့ဘလို့အနေကင်းကင်းနဲ့ဒီကောင်တွေအသာစီးရအောင်နေနိုင်မလဲဆိုတာကျွန်တော်တို့စနစ်တကျလှုပ်ဆောင်နေရလဲအားလုံးတွေ့မှာပါอืม နောက်ရဲဘော်တွေပြောတာတော့ရဲဘော်တွေကဟိုသူတို့မှဘာမှရလိုမှုမရှိဒီဒေါ်လာရေးမှာဟိုရဲဘော်တွေကပေးဆပ်မှုတတ်တတ်ပဲဆိုတော့ဟိုသူတို့ပြောတဲ့အထဲမှာအဲကျွန်တော်တို့ဒီဒေါ်လာရေးပြီးလို့ရှိရင်ကျွန်တော်တို့ဘလို့အခက်ခဲတွေရှိလို့အတွက်ကျွန်တော်တို့ပြန်ပြီးတော့စူးစမ်းပေးပါလို့ဘာလို့ဘာမှပြောတာမရှိဘူးအဲသူတို့အိတ်လေးတွေသူတို့ပိုင်ဆိုင်တဲ့အိတ်လေးတွေအဲအဲမီးရှို့ခံလိုက်ရမယ်ဗျာအဲလင်းကျဲခံရမယ်အလက်နက်ကြီးထိမယ်အဲ့ဒါလေးတွေမှာသူတို့ပြန်နေခြင်းတယ် သူတို့အေးအေးချမ်းချမ်းပြန်နေကျင်တယ်ဆိုတဲ့ဟာမျိုးသူတို့အသက်မတည်ခဲ့ရင်မိသားစုတွေနဲ့ပြန်လည်ဆုံကျင်တယ်ဆိုတဲ့ဟာမျိုးနောက်လောက်လောက်ငန်းကကြည်စံလူကျင်တယ်ဆိုတဲ့ဟာမျိုးအဲအဲ့ဒီမှာကျွန်တော်တို့ဟိုအသားဟင်းစားဖို့ဘဝကိုကျွန်တော်တို့တော်လိုင်းပြီးွားလို့ရှိရင်ကျွန်တော်ကတော့ဘလူဖြစ်ကျင်တာတို့တယောက်မှပြောတာမရှိဘူးဒီအပိုင်းမှာကိုတိုင်းကျော်ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် troll လောက်တာတွေ miss လောက်တာတွေလည်းတွေ့ရတယ်ပေါ့လေနည်းနည်းမျှဝေပြီးပါဦး အဲ့ဒါတော့ကျွန်တော်တို့ဟိုတော်လန်ကြီးပြီးသွားတာတော့လုံနေရအောင်ပါအဲကိုဘက်ပဲဖြစ်ဖြစ်သူ့ဘက်ပဲဖြစ်ဖြစ်ပေါ့လူရှင်တော်ရဲ့တောင်းဝင်ရဒါပဲဖြစ်တယ်ကျွန်တော်တို့ကဟိုဟိုပစိုးပလန်ပြအောက်ဆလွတ်ပြပြီးတော့ပြည်သူရီရီအောင်လှုပ်ချင်တဲ့ကောင်တွေမဟုတ်ဘူးလေအဲကျွန်တော်လူဘွားမှာအမိမောက်မတည့်တာလေကျွန်တော်တို့အစိုးရပဲဖြစ်ဖြစ်အဲကျွန်တော်တို့အစိုးရကိုဒီချိန်မှာကျွန်တော်တို့တတ်ညာလာတယ်လေ။တော့ကျွန်တော်တို့အားနေချက်တည်းကတကယ်ကျွန်တော်တို့ပြည်သူက ဟိုအရင်အရင်အချိန်တုန်းကလို့ကျွန်တော်တို့ရွေးချယ်ထားတဲ့အဲပြည်သူအားလုံးရဲ့သဘောတူညီမှုနဲ့ရွေးချယ်ထားတဲ့အစိုးရမဟုတ်သေးဘူးလीနော်သူတို့ကလည်းတာဝန်တိတက်မှုနဲ့အဲဒီတော်လိုင်းရေးမှာလှုပ်ဆောင်မဲ့လူမရှိသေးတဲ့အချိန်မှာသူတို့ကစွန့်စားပြီးလှုပ်ဆောင်လာတဲ့လူတွေဆိုတော့ကျွန်တော်တို့ကတက်ညာထားရတယ်ဒီတော်လိုင်းရေးပြီးသွားလို့ရှိရင်ကျွန်တော်ဖွဲ့စည်းပုံစနစ်တကျပြန်လည်ဖွဲ့စည်းတဲ့အခါမှာအမိမောက်မတည့်တာတွေလွဲချော်တာတွေတော့ကျွန်တော်တို့ကတော်လိုင်းရေးပြီးသွားလဲကိုစိုးရပဲဖြစ်ဖြစ် ြည်သူဘက်ကလွဲချော်နေရင်လည်းကျွန်တော်တို့အမုန်းခံပြီးထောက်ပြရမယ်အဲအရှိအရှိမှာကျွန်တော်တို့အမှုပညာသမားတွေဒီဖြူအောင်အမှုပညာရှင်တွေကိုကျွန်တော်တို့တယောခဲ့တာတွေကတော့ထားလိုက်ပါတော့ဒီကောင်တွေကတော့ဒီချိန်မှာပေါင်မဝင်တော့ဘူးအဲ့တော့အဲနောက်နောက်ပြီးကျွန်တော်တို့ဒီဒီဘက်ပိုင်းဆိုလို့ရှိရင်ကျွန်တော်တို့တယောရတာတွေနည်းလာပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မှာတော်လိုင်းကိုပူအားဆိုင်ရတယ်ကမ်ပိန်းတွေအောင်မြင်ဖို့နောက်အဲကျွန်တော်တို့ ရဲဘော်တွေရဲ့လိုအပ်မှုတွေကျွန်တော်တို့နိုင်ရဘက်ကဖြည့်ဆည်းပေးဖို့အတွက်ကြိုးစားနေရတာဖြစ်တဲ့အတွက်အဲဒီကောင်တွေတယောက်ရာတွေထူးရာတွေတော့ခဏနားတာဟုတ်